ကော်ဖီဆိုင်တစ်ခုထဲမှာတင်ထိုင်နေတယ်။သင်ရဲ့ကြီးမားတဲ့လုပ်ငန်းအစီအစဉ်တစ်အကြောင်းကိုရှေ့ကလူတယောက်ကိုဆေးလုရှာစွာနဲ့ပြောနေတယ်။ "तू ကခေါင်းညိတ်တယ်၊ပြုံးပြတယ်၊မင်းလုံနိုင်မှာပါ"လို့ပြောတယ်။ဒါပေမဲ့ "तू မျက်လုံးထဲမှာအရေးတစ်ခုတန်တရလားအားကျမှုလားတင်ဆိုင်တဲကနေပြန်ထွက်လာတော့အစောပိုင်းကမီးတောက်တောက်နေတဲ့စိတ်သက်ဟာ မင်းမင်ကားတလို့ခန်းစားရတယ်။ဒီအကြောင်းကိုပြောပြနေရတဲ့အကြောင်းရင်းကတော့တင်းရဲ့ရီမန်းချက်တွေဟာစွမ်းရင်တမျိုးပဲ။တင်းအကောင်ထဲမဖို့ခင်ကြီးညာလိုက်တိုင်းအဲ့လီစွမ်းရင်ကိုတန်ဖိုးမရှိတဲ့အတိမတ်မှုနဲ့လဲလွယ်လိုက်တာပဲ။ဒါဟာ0 ROI ဖြစ်တဲ့အယောင်ဝယ်တစ်ခုပဲ။တင်းဟာတိုက်ပွဲမစတင်ခင်ခဲရန်တွေကို ဖြစ်ကုန်နေတဲ့သူပဲထိတ်တန်းလုပ်ငန်းရှင်တွေကနားလဲတယ်သူတို့တိတ်ဆိတ်စွာလှုပ်ဆောင်ပြီးရလက်ကောသာစကားပြောခွင့်ပေးတယ်တင့်ပန်းတိုင်တွေကို ကာကွယ်ဖို့ဆိုတာစိတ်ခံစားမှုနဲ့မဆိုင်ဘူးစည်ရေးဖြူဟာနဲ့ဆိုင်တယ်ဒီမှာတင့်အတွက် operational plan staff mode protocol တင့်ရဲ့ project ကိုလွတ်ရဆစင်းရဲလို့သဘောထားပါ တည်င်းကိုမတိမဖြစ်တည်တည်နေသူကိုပဲပေးပါ။အောင်မီမှုဟာ operational security ပေါ်မှာမူတည်တယ်။သင်လွတ်ရနေတာမဟုတ်ဘူး။ view ဟာကြာနေတာ။ The daily logbook strategy တခြားသူကို ပြောမဲ့စာ ကိုယ့်ရဲ့တော်ကို မှတ်တမ်းတင်ပါ။စာအုပ်တော့ဝေပြီးနေ့တိုင်းလုံနိုင်ခဲ့တာတကြောင်ရေးပါ။ day 12 user authentication feature ကိုပြီးခဲ့တယ်။ဒါပဲပြင်မကချီးကျူးမှုမလိုတော့ဘူးအတွင်းပိုင်းတာဝန်ယူခြင်းကပိုတန်ဖိုးရှိတယ်။ The war council strategy အားပေးသူမလိုဘူးအကြံပေးသူလိုတယ်။တင်းထက်ရှေ့ရောက်တဲ့တယောက်ဒါမဘခေါက်နှစ်ယောက်သူတို့နဲ့ပဲပြောပါ အကြီးမားတဲ့အားပေးစကားတွေအစတိကျတဲ့ဘျူဟာကြံထောက်ရဖို့ ကြံတဲ့အရာတွေအားလုံးကတင့်စွမ်းအင်ကိုယော့နေနေတဲ့စူညံတန်လေးပဲဒီနေ့ညတင်လို့ရမယ့်အလို့ဟာ အများကြီးမဟုတ်ဘူးတင်အများဆုံးပြောဖြစ်တဲ့သူကိုစဉ်းစားပါတင့်မရှင်ဟာ နောက်ထပ်၃ရက်လုံးအဲ့ဒီသူနဲ့တင့် project အကြောင်းမပြောဖို့ပဲ၃ရက်ပြည့်တဲ့နေ့မှာစကလုံးနေအစားလက်တွေ့ရလက်နဲ့ပြပါလှုပ်ဆောင်ခြင်းဟာ စကားသက်ပိုကြီးတယ်စတင်လိုက်ပါ